မင်္ဂလာပါရိုးရဖို့ channel ကနေကြိုဆိုပါရစေကျွန်တော်တို့ရိုးရဖို့ channel ရဲ့လောကချမ်းသာတဏ္ဍာရီရံများစီစဉ်ကိုကြည့်ရှုနားဆင်ရမှာဖြစ်ပါတယ်လူချင်းမိတ်ဆွေများဘဝအမောစိတ်တော့ကမောတဖြည်းဖြည်းပြည်လျောပြီးကံကောင်းမှုငွေကြေးကြိုးအားမှုအောင်မြင်မှုတွေခံစားရဖို့ယနေ့ရေရဟောဆန်းကိုနားဆင်လိုက်ကြရအောင်ပါနေတိုင်းစိတ်ချမ်းသာမှုတိုးစီဖို့ကံကောင်းမှုမြင့်တင်ဖို့လိုက်နိုင်ရမယ့်ရေရတွေကိုဆရာကြီးကတင်ပြပေးတော်မှာပါဘဝမောတွေပြည်လျောပြီးလောကချမ်းသာမှုရကြပါစေ အားလုံးလူချင်းမမိတ်ဆွေများရိုးရာဖော်နဲ့အတူဒိုးရာကြုံနိုင်ကြပါစေခင်ဗျာ။မင်္ဂလာပါဗျာ။ဆရာကြီးမြန်မာပြည်ပါကျွန်တော်တို့ရိုးရာဖော်ချန်နယ်ကနေပြောကြိုးစိုးပါတယ်ဗျာ။ကျွန်တော်ဒီနေ့10ရက်3လ2025အင်းတနင်္လာနေ့ဖြစ်ပါတယ်။ဒါကြောင့်10ရက်3လ2025တနင်္လာနေ့ရဲ့ရာရိုးရာဖော်ချန်နယ်မှာကျွန်တော်တို့လောကချမ်းသာတဏိတာရေရာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ အမင်္ဂလာပါဗျာကျွန်တော်တို့လောကချမ်းသာတဏိတရေတရားများလဲကျွန်တော်တို့ဓာတ်ရိုက်ဓာတ်ကြောက်ထုတ်လွန်နေမှာဖြစ်တယ်လို့လောကချမ်းသာတပတ်သာအဲများလဲကျွန်တော်တို့ဓာတ်ဓာတ်ကြောက်ထုတ်လွန်မှာဖြစ်တယ်လို့လောကချမ်းသာတလသာလဲထုတ်လွန်မှာဖြစ်တယ်လို့လောကချမ်းသာတနစ်သာတွေလဲကျွန်တော်တို့ထုတ်လွန်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒါစတင်တဲ့မင်္ဂလာအချိန်အခါမင်္ဂလာကာလလေးဖြစ်ပါတယ်တင်းနေတာနေလဲဖြစ်တယ်ဗျာနော်အဲဒါကြောင့်ကျွန်တော်တို့လောကချမ်းသာနဲ့ပတ်သက်တဲ့မိငယ်ဆက်သက်တဲ့ အဲ့တင်းနေလာနေရဲ့တနေ့တာရေရံများကိုစတင်တင်ပြပြီးသွားမှာဖြစ်ပါတယ်ဒီဒီဘက်ကတော့အိုးရင်လောက်ကနေပတ်သက်တဲ့ကိစ္စဝါတာတာပဲငွေကြီးနဲ့နီးနေဆက်သက်တဲ့ကိစ္စမှာမိမိရွေမမှန်းတယ်လို့မရတဲ့အတွက်အိုးရင်လောက်ကနေပတ်သက်တာပြဿနာမရှိဘဲနဲ့စိတ်ထဲမကြတဲ့ကာလမျိုးဖြစ်ပါတယ်စိတ်နဲ့လူနည်းရလည်းတခြားစီဖြစ်နေတော့အလုပ်ပေါ်မှာအအောင်မဆိုင်ဘူးငွေအရနေတော့အလုပ်ပေါ်မှာတိတ်စိတ်ဝင်စားမှုအားနေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်အိုးရင်လောက်ကနေပတ်သက်တဲ့ကိစ္စတွေ နဲ့ပတ်သက်တာလောကချမ်းသာရေရာရပြောရင်တော့အလုတ်ကိုင်းအဆင်မပြေတဲ့လူအလုံးတို့သည်ယနေ့မှစ၍တပြေဆို7ညကျွတ်ကျွတ်ကလေးနဲ့တည်း7တရွတ်7ညတခုခုလေးနဲ့ပတ်သက်လို့ထည့်ပြီးမှလှုပ်လှုပ်ပြီးတော့ဆူတောင်းလိုက်ဆက်မှာဗျာခမရမှာပိတ်ဆို့နေတဲ့အိုးဝင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒါကြောင့်လောကချမ်းသာရေရာများရတော့တင်းနှင်းလာနေမှာတော့ခမရတပြေ7ညဆိုလို့ရှိရင်တော့7ညဒါမှမဟုတ်ရွက်ကလေးဆို7တရွတ်ကျွတ်ကျွတ်ကလေးနဲ့ထည့်ပြီးလှုပ်လှုပ်ဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှာပိတ်ဆို့နေတဲ့ ခမရအလောက်ကန်နဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်တကယ်လို့များအကြောင်းတစ်ခုနဲ့ပတ်သက်လို့ဘာမှတိတ်ပြီးတော့လှုပ်လှုပ်ကန်လို့တိတ်ရစင်မပြေရင်တော့နော်ဒီကျွန်တော်တို့ရပြင်ဗုဒ္ဓတောင်ရကိုလက်ကြည့်ဘာမှမကင်မဲနဲ့ဆူတောင်းလိုက်စမ်းပါဗျာခမရမှာပိတ်ဆိုးနေတဲ့အလောက်ကန်နဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်မန်းနီပတ်သက်နဲ့ပတ်သက်တဲ့မှာယာယီထင်ငုံလွဲကျော်နေတတ်တယ်လက်ထဲရောက်ပြောက်လက်ထဲရောက်ပြောက်ဖြစ်တတ်တယ်ဒီနေ့တင်းတင်းလာနေမှာတော့အဲ့လိုပျောက်ဖြစ်တတ်တာဖြစ်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲကြုံကြတဲ့ ခုနဲ့သားသမီးအားလုံးတို့ဒီတင်းတင်းလာအရှိအရာကိုလက်တမ်းမရသေးလေးကိုရှူပြီးမှစူတောင်းလိုက်သားမှာဗျာတမ်းမရသေးလေးကိုကိုင်းပြီးတော့စူတောင်းလိုက်သားမှာကျွန်တော်ကတော့ရှူရာကြိုက်တယ်ကိုင်းတာတော့လက်ထက်မှာကိုင်းခွင့်ရအောင်ရှူလိုက်တော့ဝင်လာမှာဖြစ်တဲ့အတွက်တမ်းမြာတိကိုရှူလိုက်ဆူတောင်းလိုက်ရှူလိုက်ဆူတောင်းလိုက်6ကြိမ်လောက်ပြုလုပ်မယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ငွေကြေးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ဒါကြောင့်เนาะ YouTube Channel မှာကြည့်ကြရတဲ့ပြည်ပြလောကချမ်းသာကြရရာအရာပြောရင်တော့ဒီနေ့ကတော့ တင်းနေလားအရှိရကိုလှည့်ပြီးတမ်းမြာတိလူကိုင်းပြီးစူတောင်းကြီးအဖြစ်တင်းတို့မှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်စိတ်နဲ့ပတ်သက်တဲ့ကိစ္စစိတ်ကြီးပြောလားသူပြောပါလေတကယ်စိတ်ကဇွတ်လုံနေတာလူကမလိုက်နိုင်တော့အလုတ်ကလုံနေတယ်ငွေရမလိုက်နိုင်တော့အလုတ်ကလုံနေနောက်ကလူကမလိုက်နိုင်မင်းနဲ့ဒီချိန်မှာပူညာမူညာဖြစ်တဲ့ကာလမျိုးကြီးစိတ်နဲ့လူနဲ့မကပ်ဘဲနဲ့ငွေကြီးအခက်ခဲလုံကအခက်ခဲပူညာမူညာအခက်ခဲဖြစ်ပြီးတော့တခါဒီမှာစိတ်တက်တက်ကြွားတာတစ်ပိုင်းစိတ်တက်ကြတာတစ်ပိုင်းနေဖြစ်တတ်ပါတယ် ဒါကြောင့်လောကချမ်းသာနဲ့ယရိယာတွေရပြောရင်အင်္ကာတောင်းအရှိတောင်းတောင်းလက်တမယာသီလေးကိုပဲကိုင်းပြီးတော့ဆူတောင်းလို့ချင်းစိတ်ချမ်းသာပြောချင်းမှုများအများဆုံးအစဉ်ပြေမှာဖြစ်ပါတယ်ယောဘောချန်နယ်ရဲ့လောကချမ်းသာယရိယာတော့အင်္ကာတောင်းအရှိတောင်းတောင်းလက်တမယာသီလေးကိုင်းပြီးတော့ရှူပြီးမှဆူတောင်းမယ်ဆိုရင်တော့ဒီစိတ်ချမ်းသာပြောချင်းမှုများအများဆုံးရရှိမှာဖြစ်ပါတယ်ဗျာပိတ်ဆိုနေငွေချင်းများလုံးလိုက်ခဲလိုက်ဆူလိုက်ပြုံးလိုက်ဝင်ပြီးအန်တီရေကင်းဘေးရှင်းသွားမှာဖြစ်ပါတယ်ကိုနေနီးနေဆက်တဲ့တဲ့လူယောက်ျားအလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာဤလေတဲ့ဖြစ်နေတယ် လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်မပြေဘူး။အသွားကျင်တဲ့ခီးပြောကျင်တဲ့စကားတွေအဆင်မပြေဘူးဗျာ။အဲ့ဒါမျိုးဖြစ်နေတဲ့လူများတောက်ကြမြောက်ရကိုလည်းတမ်းများသီးလေးကိုကင်ပြီးတော့ဆူတောင်းလိုက်ဆမ်းပါဗျာ။တင်းတို့မှာပိတ်ဆို့နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ပိတ်ဆို့နေတဲ့ကိစ္စမင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စရွှေအပေါင်းနှံရောင်းဝယ်နဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ဒါကြောင့်ငွေလေးကြီးနဲ့ပတ်သက်မဟုတ်ဘဲနဲ့ရွှေနဲ့ပတ်သက်တဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့နောက်ကိစ္စလေးတွေအလှူဒါနတွေနဲ့ပတ်သက်တဲ့ကိစ္စအားလုံးတို့ဒီတောက်ကြမြောက်ရကိုလည်း တံမြာသီးလေးကိုကင်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်နေတဲ့နော်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။လောကချမ်းသာရေရရာရဲ့မူဝိတ္တကတော့လူယောက်ျားတွေဓာတ်ပြည့်တော့တောက်ကြမြောက်ရကိုလက်တံမြာသီးလေးကိုကင်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ။နော်အဲဒါကြောင့်ကိုနဲ့နီးနေသက်သက်တဲ့မင်းအုပ်ချုပ်တဲ့မင်းမင်းနေနဲ့ပတ်သက်တဲ့နီးနေသက်သက်တဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီငွေကြီးနဲ့ပတ်သက်တဲ့ အဲ့ဒါဖောင်းဟာပပြဿနာတက်မှုငွေကြီးနဲ့ပတ်သက်တဲ့ပြီးနေမှုငွေကြီးနဲ့ပတ်သက်တဲ့အလိုဆန္ဒမပြည့်မှုငွေကြီးနဲ့ပတ်သက်တဲ့လောဘဒေါသမောဟတွေပြည့်စုံနေတဲ့ကာလမျိုးတွေဖြစ်ပြီးမင်းဟာငွေကြီးနဲ့ပတ်သက်တဲ့ဆိုရင်တော့သူ့အတွက်ပဲသူကြည့်ပြီးကျန်တဲ့လူတွေမကြည့်တဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်မင်းနေရဒီချိန်မှာဓာတ်ပြက်နေတာဖြစ်ပါတယ်ဗျာ။မင်းနေဓာတ်ပြက်နေတဲ့မင်းနေကြီးအဆင်ပြေခြင်းနဲ့ဆိုရင်တော့ညောဖရားတဆူမှာခင်ဗျာလက်နေတမ်းမီနဲ့ဖရားရဲ့မျက်နှာတော်အိမ်မှာရှိတဲ့မျက်နှာတော်လေးကိုခင်ဗျာလက်နေတမ်းမီနဲ့ထိုးပြီးမှဆူတောင်းတော်ပါဗျာ။ရောင်တော်ဖွင့်နေခေါ်ပါတယ်။ အဲကြောင့်မျက်နှာကိုလက်နေတမီလေးနဲ့ထိုးပြီးမှဘုရားရဲ့မျက်နှာတို့လက်နေတမီလေးနဲ့ထိုးပြီးမှရောင်တော်ဖွင့်ပြီးတော့စူတောင်းနေရပြင်သင်တို့မှာပိတ်ဆို့နေမင်းနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအရွေရာထူးထူးနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စသမောရီနဲ့ပတ်သက်တဲ့ကိစ္စမိယာရီနဲ့ပတ်သက်တဲ့ပြဿနာများအများဆုံးကင်းဝေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီပြဿနာတွေပေါ်ပေါက်တဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီမိမိရဲ့ကိုယ်ကိုယ်ယုံကြည်ရာဘာသာတရားအလိုက်ရဲ့ဘုရားသခင်ရဲ့ဘုရားရဲ့မျက်နှာတော်ကိုခမရလက်နေတမ်းမိလေးနဲ့ထိုးပြီးရောင်တော်ဖွင့်ပြီးပူဇော်ခြင်းအပြင်သင်တို့မှာပိတ်ဆို့နေတဲ့မင်းနဲ့ပတ်သက်တဲ့ အပြောင်းအလဲယာတုတွေနဲ့ပတ်သက်တဲ့စာမွေးနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ကိုသွားခြင်းနဲ့ခီးရတကူသွားပြောခြင်းနဲ့စကားတကူပြောသည်များသူများလှုပ်သည်များ၊ကြိုင်များလေးတွေအစင်မပြေတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ။ဒါကြောင့်ကိုယ်သွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားတွေအောင်မြင်ကြားခြင်းနဲ့ပုံကိုအားလုံးလို့ဒီဗုဒ္ဓတောင်ရကိုလက်ခမမျက်နှာတက်လိုက်ချာမှာမျက်နှာတက်တဲ့အချိန်မှာဗုဒ္ဓတောင်ရပြီးမျက်နှာတင်းနေတာတင်းမှာပိတ်ဆိုးနေတဲ့ခီစကားနဲ့လွဲချောနေတဲ့စကားတွေနဲ့ပတ်သက်တဲ့အများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ် ဒါကြောင့်လောကချမ်းသာရေရရာရပြင်ခုနှစ်သာသမီအားလုံးတို့တခုခုသွားသမျှလာသမျှလှုပ်သမျှဂိုင်းမြပြောသမျှဆူသမျှအောင်မြင်နေတဲ့ဆိုဘုဒ္ဓတောင်ရက်ကိုလက်ပြီးမျက်နှာတက်လိုက်မယ်ဆိုလို့ရှိရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။သွားတော်ခီးများအတေတေကင်းမြပြောသောတကားများအောင်မြင်ကြောကြားသွားမှာဖြစ်ပါတယ်ဗျာ။ဒါကြောင့်ယောဂဖို့ရဲ့လောကချမ်းသာရေရရာတနည်းစားတော့နောက်ဘုဒ္ဓတောင်ရက်ကိုလက်ပြီးမျက်နှာလေးသာတက်လိုက်ကြမှာဗျာပိတ်ဆို့နေတဲ့ခီးတကားများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ ဒီအချိန်မှာရိုးရာတွေပေါ်ရင်ဒုရကြောမယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေအားကောင်းတယ်ကိုယ်နိုင်ငံအားမကောင်းမှုပြည်နယ်တွေအားကောင်းတယ်ပြည်မအားမကောင်းမှုတိုင်းတွေအားမကောင်းမှုအဘဘောတိုင်းသားတွေအားကောင်းပြီးတော့ပြည်မမှာရှိတဲ့လူတွေအဆင်မပြေတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာရိုးရာပေါ်ကြပါရိုးရာပေါ်မှာဒုရကြောမှာဖြစ်ပါတယ်ဗျာရိုးရာတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရပြောလဲခင်ဗျာဗာလိလိုလက်ဘက်တုတ်ကလေးလက်ဘက်ကလေးကိုတော့စကောင်တော့ လားဘာကြာသာပတိအနောက်ရကိုလှဲ့လှဲ့ပြီးမှခမရအိမ်မှာတစုံတယောက်သောသူကိုခမရအာစူတောင်းမိမှာအဟာရကုလိုလေးပြုလို့ဆက်မှာဗျာတင်းတော့မှပိတ်ဆုံးနေတဲ့အမှုခင်းပြဿနာများဝေးကွာပြီးတော့ငွေကြေးများထုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်ရိုးရဖို့ခြင်းတဲ့လူများအမှုခင်းပြဿနာကြောက်တဲ့လူများငွေကြေးနဲ့ပတ်သက်တဲ့အောင်မြင်ကြော်ကြားလူတွေလူများထုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရင်တော့ကြာသာပတိအနောက်ရက်ကိုလက်လက်ပက်ကလေးကိုတုတ်တုတ်ပြီးမှတစုံတယောက်သောသူတို့ကြာသာပတိအနောက်ရက်ကိုလက်ပြီးမှစူတောင်းပြီးမှ ကုသိုလ်အစာအာဟာရကုသိုလ်ပြုလိုက်မယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုးနေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ရိုးရဖို့လို့ဒူးရကြော်ပြီးငွေချင်းများထုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာ။ကျွန်တော်တို့ရိုးရဖို့ချန်နေရနေဒီတစ်ပတ်ကံကောင်းသေးတဲ့ကဏ္ဍဒီတစ်ပတ်ကတော့10ရက်3/2025တနင်္လာနေ့မှာကံကောင်းသေးတဲ့ကဏ္ဍတော့လေးတို့ကိုတို့အားကောင်းနေပြီ။အောင်မလေးဒီကိုအနောက်ရောက်ကိုလည်းရေးလေးတောက်ပြီးမှလေးကိုပါတဲ့ကဏ္ဍလေးတွေကန်ဆတ်မယ်။တကယ်လို့ဒါအောင်မလေးဒီကိုထိတ်ကဏ္ဍလေးတွေဆမ်းမယ်ဆိုရင်လေးတို့ကိုတို့ထိတ်ဒီဆမ်းပြီးတော့ တကယ်လို့များနောက်ပိတ်ကလေးတွေစားမယ်ဆိုရင်လေးတို့ကိုတို့နောက်ပိတ်ကလေးတွေစကားမယ်ဆိုလို့ရှိရင်တော့အချင်းပြေမယ်တကယ်လို့အပူလေးတွေစကားမယ်ဆိုရင်ကိုကိုတို့လေးလေးတို့ကန်လေးတွေစားမယ်ဆိုရင်တော့အချင်းပြေတယ်ဗျဒီဒီပတ်တင်းနေလာနေမှာအကောင်းဆုံးအားအကောင်းဆုံးကဏ္ဍတော့9ကိုဖြစ်ပါတယ်ဗျာ9ကိုဖြစ်ပါတယ်ဒါကြောင့်ကန်ကောင်းသေးတယ်ခင်ဗျအောင်မလေးထီးနေပတ်သက်တဲ့ကြေးကြမှာလေးကိုပါတဲ့ကဏ္ဍလေးတွေကို၁ရက်၃လ၂၀၂၅တင်းနေလာနေမှာကန်လေးတွေစားခြင်းဖြင့်တင်းတို့မှာပိတ်ဆွနေအထီးကများအမြန်ဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစား တင်ပြပေးလိုက်ပါတယ်ဗျာကျွန်တော်ရောဘောချန်နေရနေပြီးတော့အဲ့ဒါလောကချမ်းသာယေရီယာများတနေ့သာယေရီယာများတပတ်သာယေရီယာများတစ်လသာယေရီယာများတစ်နှစ်သာယေရီယာများကိုလည်းဇက်တိုက်ဇက်တိုက်ပုံမပြတ်ထုတ်လွှင့်သွားမှာဖြစ်ပါကြောင်းတည်ငောင်းပိုင်းဖြင့်ရောဘောချန်နေရရဲ့ဒီတစ်ပတ်ကျွန်တော်တယောက်နဲ့တယောက်တွေ့ဆုံမှုမင်္ဂလာအခါလေးများဒီများနဲ့ရန်ရပြရသေးဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ယောဘောချန်နေရနေပြီးလောကချမ်းသာရေရာများအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာဆရာကြီးမြတ်ပါပြီပါ